ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်မဲ့ငွေကျပ်120ဘီလီယံခန့်တန်ဖိုးရှိတဲ့ ice kilogram 4000နဲ့အတူ AA အဖွဲ့ကစီးပွားရေးတာဝန်ခံခင်ထုံးအပါဝင်24ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗယ်။နိုဝင်ဘာ9ရက်ညပိုင်းမှာ AR တိုင်းဒေသကြီးပသိမ်မြို့နယ်တင်ရက်ကွက်စင်အိုးဘူရက်ကန္နာလန်ကိုရောင်အမှတ်19မှာမြေရောက်ခံအတွင်းတိုဝက်ထိန်သိမ်းထားတဲ့ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်မဲ့ ice မူရင်းစေဝါ kilogram 4000 တမွန်ငွေကျပ်120ဘီလီယံခန့်နဲ့အတူ AA အဖွဲ့ကထောက်ပံ့ရေးတာဝန်ခံခင်ထွန်းနဲ့ပသိမ်မြို့မှာမူရည်ဇေဝရဲကိုထိမ့်သိမ်းပေးသူလာမင်းခန့်တို့နှုတ်ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။၎င်းတို့နှုတ်ရဲ့ဖော်ထုတ်ချက်အရနိုဝင်ဘာ6ရက်မနက်ပိုင်းမှာဆက်ဆက်တရားခံတွေကိုဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာရန်ကုန်တိုင်းဒေသကြီးလမ်းမတော်မြို့နယ်ဇော်ကြီးလမ်းမှာရှိတဲ့ရွှေလမင်းစေးရုံမှာနိုင်လင်းကို၎င်း ပသိမ်မြို့နယ်ကိုရက်ကွက်ထင်းမုံစိတ်ကြီးရွာမှာစော်မင်းထွန်းခေါ်ညီပုကို၎င်းတနေ့တိုင်းတိုင်းဒေသကြီးကျွန်းစုမြို့နယ်မအိုင်ကြီးရွာအုပ်စုကောင်းကောင်းကနဲမွေးမြူရေးကအရှိရင်မြမှာမွေးရေးစေဝါပို့ဆောင်ရမှာအသုံးပြုတဲ့ MV ရွှေလဝါကုန်တင်သင်းမောတစင်းနဲ့အတူလှေလုတ်သားတွေဖြစ်တဲ့ပင်နှင်းမောင်စိုးခင်ဝင်းအောင်ဆန်းဦးအောင်စင်လက်ဝင်းနိုင်အောင်လင်းကျော်မင်းလက်ဟိမင်းတို့ကျော်ကိုကိုထွေးတန်းထိုက်ဦးတို့ဇေယျဦးကို၎င်းဖန်ဆင်းရမိခဲ့တယ်လို့သိရပါဗျ။ နိုဝင်ဘာ6ရက်ညနေပိုင်းမှာချောင်းသာမြို့အမှတ်3ရပ်ကွက်မှာဝင်းဝင်းထွန်းခေါ်ဝင်းထွန်းကို၎င်းချောင်းသာမြို့အမှတ်2ရပ်ကွက်မြပလဲသွေလမ်းမှာအောင်မျိုးဝင်းခေါ်မင်းသားကြီးကို၎င်းပသိမ်မြို့နယ်တလက်ခွာကြီးရွာအုပ်စုမော်တော်ကုန်းကြီးရွာမှာအာဆခေါ်ဝတ်တုတ်ကို၎င်းအိန္ဒိညာပိုင်းမှာဘိမ်းမြို့နောင်လေရပ်ကွက်ဗတောက်ရွှေဝလမ်းမှာရှိတဲ့ဘောဇဝတီစံဆိုင်မှာမူရင့်စေဝရီကိုထိမ့်သိမ့်ပေးသူဒိုရာစတီဗန်ကို၎င်းဖန်စီရမိခဲ့တယ်လို့သိရပါဗျာ။ နဝင်ဘာ9ရက်နေ့လယ်ပိုင်းမှာစိတ်ကြီးခနောင်တိုစိတ်ကမ်းမှာလွန်းတင်ထားတဲ့မူရင်ဇေဝရီတဲဆောင်ရမှာအုံပြူတဲ့ MV ရွှေဝတီကုန်တင်သင်းမောတစည်းကို၎င်းညပိုင်းမှာရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာမူရင်ဇေဝရီကိုပသိမ်မြို့ကနေမလေးရှားနိုင်ငံကိုပို့ဆောင်ခိုင်းသူဘောဇဝတီစံလုံငန်းနဲ့ Utopia Future အင်ချမ်းမြေရောင်းဝယ်ရေးလုပ်ငန်းတို့ကိုဟန်ပြလုပ်ကိုင်နေတဲ့မောင်ငယ်ကို၎င်းနိုဝင်ဘာ၈ရက်နေ့ပိုင်းမှာ ARD တိုင်းဒေသကြီးရွှေတောင်ရံမြို့ အမှတ်နှစ်ရက်ကွက်အင်ဂျင်လမ်းမှာမူရစ်ဇေဝပို့ဆောင်ရမှာပါဝင်ခဲ့သူလှေလုတ်တာ အောင်စိုးလင်းနဲ့အန်ကိုလင်းတို့ညီကိုနှစ်ဦးကို၎င်းနိုဝင်ဘာ9ရက်ညနေပိုင်းမှာဘိမ်းမြို့နောင်လေရက်ကွက်ဗထောက်ရွှေဝါလမ်းမှာရှိတဲ့ဘောဇဝတီစန်းဆိုင်အနီးမှာထွန်းထွန်းလင်းကို၎င်းထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ17ရက်နေ့လယ်ပိုင်းမှာမူရစ်ဇေဝရီပို့ဆောင်မှုစေခိုင်းသူခွင်းဆက်တင်ရခန့်ဖမ်းဆီးဖို့ကြံတဲ့အဝေခေါ်ရှောက်ထန်ခေါ်တမ်းမောင်ရဲ့အိမ် အိမ်အမတ်ကိုမြင့်ဆောင်480ရတနာလန်းသွေရှက်ဝန်ကောင်းရက်ကွက်တာချီလေးမြို့နေအိမ်ကိုတွားရောက်ရှာဖွေရာနေအိမ်အတွင်းကနေအမေရိကန်နိုင်ငံထုတ် M4A1 တနက်တလက်၎င်းကြီးရင်နှစ်ခု5တသမ56ကြီး26တောက်အီတလီနိုင်ငံထုတ် Beretta အမျိုးအစားပစ္စတိုတလက်၎င်းကြီးရင်တစ်ခုအမေရိကန်နိုင်ငံထုတ်ဆစ်ဆွာအမျိုးအစားပစ္စတိုတလက်၎င်းကြီးရင်နှစ်ခုတို့ကို၎င်းနိုဝင်ဘာ16ရက်မှာကျောင်းကုန်းမြို့နယ်တင်းရက်ကွက်ဌာနလမ်းမှာဒိုရာမော့စ်နဲ့ ပသိမ်မြို့၃ရက်ကွက်မြာကျွန်းသာအင်ယာမှာရှိတဲ့ရွှေမင်းသမီးဟိုတယ်မှာပီတာဖိုရိုနှစ်ဦးကိုထပ်မံဖမ်းဆီးရမိခဲ့တာကြောင့်ဖြစ်စဉ်မှာတရခန့်အမျိုးသား24ဦး N4A1 တနက်တလက်ပစ္စတိုနှစ်လက်ကုန်တင်သင်္ဘောနှစ်စီးတို့ကို ဖမ်းဆီးရမိထားတယ်လို့သိရပါဗျ။ဖမ်းဆီးရမိထားသူတွေရဲ့ထွက်ဆိုချက်တွေအရတာချီလေးမြို့နယ်ဖမ်းဆီးဖို့ကြံတဲ့အောင်းဝေခေါ်ရှောက်ထန်ခေါ်တမ်းမောင်နဲ့ဖမ်းဆီးဖို့ကြံတဲ့ဝမ်ဟိုင်းကြေးရွာနေတာကောတို့ဟာ လွိုင်းလင်းခရိုင်ကျေးသီးမြို့နယ်ဝမ်ဟိုင်းဒေသကထွက်တဲ့မူရင့်ဇေဝတွေကိုစီပေါ့စာရင်တွေမှာမူရင့်ဇေဝတဲဆောင်မှုတည်ထက်ပြုတ်လုထားတဲ့လျှို့ဝှက်အကန့်တွေအတွင်းမှာ၎င်းကုန်တင်ရင်တွေမှာတခြားသောကုန်ပစ္စည်းတွေနဲ့ရောနှောပုံဖြတ်ပြီး၎င်းနီလန်းမျိုးစုံနဲ့ပသိမ်မြို့ကိုပို့ဆောင်ပေးခဲ့ရာပသိမ်မြို့မှာရှိတဲ့မောင်ငယ်ပိုင်ဆိုင်နဲ့ကန္နာလန်ကိုရောအမှတ်၁၉မှာခိတ္တထိမ့်သိမ့်တူဝတ်ပြီး မောင်ငယ်နဲ့အဖွဲ့ကမလေးရှားနိုင်ငံကို၎င်း AA အဖွဲ့ရဲ့ထောက်ပံ့ရေးတာဝန်ခံခင်ထွန်းနဲ့အဖွဲ့ကရခိုင်ပြည်နယ်ကို၎င်းပို့ဆောင်မှုစီစဉ်လျက်ရှိစဉ်ဖန်ဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါဗျ။